ကျောက်တောင်းကြီးလိုမျိုးပဲတက်ရဆောင်ရမ်းခတ်တယ်ဆိုပြီးတော့သတင်းတွေထွက်နေရဲ့ခါလီယာဆိုရင်တော့ဖြစ်ရင်ကျောက်တောင်းကြီးလိုမာတဲ့အပြင်ကိုမှ healing ability လဲဆောင်ရမ်းကောင်းတဲ့ hero တစ်ကောင်ဖြစ်တယ်။ဒီ hero က AoE space နဲ့အတူသူ့ရဲ့ passive အလုံးလုံးပုံကြောင့်လဲတော်တော်လေးကိုအာရုံနောက်စရာ hero တစ်ကောင်ဖြစ်နေပြီး durable stat မှာပါတာဖြစ်တဲ့အတွက်တကယ်ကိုစောင့်မြင်ကတ်စရာယွန်းစရာကောင်းတဲ့ hero ကြီးဖြစ်နေတာကြောင့်ပဲ barrier ရဲ့ထိတ်ဆုံးမှာရှိနေတာကဘာမှမထူးဆန်းပါဘူး။နောက်ဆုံးထပ်ထားတဲ့ခါလီယာဆိုတဲ့ရေသူမာလီယာဆိုရင်တော့ဖြစ်ရင်အားလုံးတွေ့ကြတဲ့အတိုင်းပဲ barrier ရဲ့ထိတ်ဆုံးမှာရှိနေပြီးတော့97.7%ဆိုတဲ့အနေထားမှာဖြစ်နေတာဖြစ်တဲ့အတွက် ဲပြောရမယ်ဆိုရင်တော့ဖြစ်ရင်စိတ်ပွဲမှာစိတ်ပွဲလုံးဘန်းနေဆိုရယ်အနိထားပါနောက်ပိုင်းကျွန်တော်ကြည့်လိုက်ရတဲ့ Blue Player ပွဲတော်တော်များများမှာဆိုရင်လည်းပဲ Khalia ဆိုတဲ့ဒီ hero ကို first pick ယူတဲ့အသင်က first pick ယူ first ban ban တဲ့အသင်က first ban ban နေတာဖြစ်တဲ့အတွက် Khalia ဆိုတဲ့ hero က popular အရန်ဖြစ်ပြီး ban rate များနေနေဆိုတာကမထူးဆန်းပါဘူးထူးဆန်းနေတာကဘာလဲဆိုတော့ Khalia အောက်မှာရှိနေတဲ့ number 2 ban rate အများဆုံးဖြစ်တဲ့ Florin နဲ့ number 3 ban rate အများဆုံးဖြစ်တဲ့ Lucas တို့ပါအောက်ကိုဆက်ကြည့်ရမယ်ဆိုရင်လည်းပဲ top 2ကနေပြီးတော့ top 11လောက်ထိကကျွန်တော်မထင်ထားတဲ့ hero တော်တော်များများဖြစ်နေပါတယ်ဆိုတော့ဒီအဲ့ ဲ့ဒီဘာမဟုတ်တဲ့ဟီးရီကဘာဖြစ်လို့များဗန်ရိတ်ရဲ့ထိတ်ဆုံးနေရာတွေမှာရှိနေရတာလေ ဲ့ DJ လီကောင်ကြီးကသူတီဆဲဘုံမိုက်60%နဲ့အတူဘန်ရိတ်ရဲ့နံပါတ်10ဆိုတဲ့နေရာမှာရှိနေတယ်။အကြောင်းရင်းကတော့သူ့ရဲ့ rebound လုပ်လိုက်တဲ့ skate 2ကြောင့်ပါ။အရင်တော့က ultimate သုံးလိုက်တဲ့အခါပေါ်လာတဲ့အကောင်းလေးအများကြီးနဲ့ sprint sprint ဆိုတဲ့ ultimate ကိုနံပါတ်ပြောင်းလိုက်ပြီးတော့အခုလက်ရှိ skate 2မှာတက်ဆင်ပေးလိုက်တာဖြစ်တဲ့အတွက် split split ဆိုတဲ့နံပါတ်အသစ်တစ်ခုနဲ့အတူ skate 2က rebound လုပ်ခံလိုက်ရတယ်။ပြောရရင် enemy ကို immobile life ဖြစ်စေတဲ့ spell တစ်ခုတွေသာမကတွေးကြတဲ့အတိုင်းပဲ enemy C ကနေပြီးတော့ quality ကြောင့်သုံးနိုင်ခဲ့လို့ရှိရင် CCD အားလုံးကိုပါ immune ဖြစ်တဲ့ spell တစ်ခုဖြစ်လာတာဖြစ်တဲ့အတွက်တော်တော်လေး OP လာတာပါ ။ Leslie Ultimate တို့ Brody Ultimate တို့ကိုလည်းအခုလိုလိုတိုင်ပင်တကြကွက်တီသုံးနိုင်ခဲ့လို့ရှိရင်လေသူ့ရဲ့ဘေးနားအကောင့်လေးတွေပဲထိတော့မှာဖြစ်ပြီးတော့ Harabusa Ultimate ကိုပါလွယ်လွယ်ကူကူနဲ့အင်ပြူးနိုင်တဲ့အနေအထားတွေမှာဖြစ်နေတာဖြစ်တဲ့အတွက်ဂလူးကအရန်ကိုကြောက်စရာကောင်းလာတဲ့ Hero တကောင်ဖြစ်လာပြီးမတာတော်တော်လေးဝင်လာပါတယ်။ Skate 2ရဲ့နောက်ထပ်ကောင်းကွက်တီတွေကတစ်ချက်ကိုပြောရမယ်ဆိုတော့ပြင် Skate 2ကတွေးကြတဲ့အတိုင်းပဲ Tower အထွေးနဲ့မှသုံးမယ်ဆိုရင်တော့ကိုယ့်ရဲ့ Original Body ကို Damage ပေးမှာမဟုတ်ဘဲနဲ့ဂလူးရဲ့အကောင့်လေးတွေကိုပဲ Damage ပေးရဆိုပေမဲ့အဲ့ဒီဂလူးရဲ့အကောင့်လေးတွေကို Enemy ကလာထိမယ်ဆိုရင်တော့ Original Body ကို Damage ထိစေလိမ့်မယ်။ဂလူးရဲ့ Skate 2ကဓာတ်ရီမ ကာသေးပင်နဲ့ကိုညံရှိရင်ရှိသလိုကားတိုက်ခံရတာတို့ဓမ္မမွန်ရဲ့လေခြံငယ်သေးပန်းတာတို့လိုမက္ကာရှာဝါရီအားလုံးကိုပါကျွန်တော်တို့ကဂလူးရဲ့ကောင်းလေးနဲ့ခံထားလို့ရတာဖြစ်တဲ့အတွက်ဉာဏ်ပညာပေါ်ပဲမူတည်တယ်လို့ပြောလို့ရပါမယ်။ပွဲတွေရောက်လာတဲ့အခါရုံမာဆော့တဲ့ဂလူးတက်ဆိုင်တော့ ESB ဆော့တဲ့ဂလူးကတော်တော်လေးပုံမှာအသုံးဝင်နေမှာဖြစ်ပြီးတော့ ESB လိန်တာတော်တော်များများကိုလည်းနိုင်နေ။ဒါပေမဲ့အားနေချက်ကတော့ဟော်ရီလိုဘလီအရန်များတဲ့ဖာနီဟာရာကူစာလင်းတို့ကိုတော့တင်သားကွက်ကြီးကြောင်တော့နိုင်မှာအစီအမြေလိမ့်မယ်။စကေးတွေအားလုံးကချိန်သုံးရတဲ့စကေးတွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ချိန်သားကွက်ကြီးကြရင်ကြနိုင်တယ်လို့ကိုကအုံနော ောင့်ရှိသလိုညံရှိသလိုအတုံးချနိုင်ပြီးတော့ဂုတ်ခွားတဲ့အချိန်မှဆိုရင်လည်းပဲစကေးဝက်မှန်မှအခြေအနေကောင်းမဲ့အနေထားပါ။ Aura နေမှာကြတော့ glue ရဲ့ဂုတ်ခွားထားလို့ရှိရင် damage မပေးရဘူးဆိုတာမသိရတော့တဲ့အရာ glue ဂုတ်ခွားထားတဲ့ enemy ကို damage ဝိုင်းပေးပြီးတော့အဲ့ဒီဂုတ်ခွားခံရတဲ့ကောင်တည်တည်သွားတတ်တယ်ဆိုပေမဲ့လည်းပဲအပေါ်ရက်နေမှာဆိုရင်တော့ပြင်အဲ့လိုလုံးဝလုံးဝလုံးလို့မရပါဘူး။ဗတဲ့ရေးချောင်းဖြစ်နေတဲ့အချိန်စကေးဝက်စကေးတူးနဲ့ enemy တကောင်ကောင်ရအောင်ဖမ်းပြီးအဲ့ကောင်ရဲ့ဂုတ်ကိုခွခွပြီးမှကိုကမတက်နိုင်ဘူးဆိုရင်ကိုကပြန်သိမဲ့အနေထားမှာရှိနေတာဖြစ်တဲ့အတွက် glue ကနည်းနည်းတော့ risk များပါတယ်။ဘာကောင်တော့ run လဲနိုင်ခြင်းနဲ့ လူးလဲကင်နေတယ် risk လဲမယူချင်ဘူးဆိုရင်တော့ကောင်မလေးထားလိုက်ပြီးတော့ဒီလိုမျိုး glue angel အခွက်လေးတွေလည်းလုံးလို့ရပါတယ်။ဆော်မရှိကျွန်တော်တို့ကောင်ကြီးတို့ကကြတော့ကျောင်းမှာခိုးပြီးကန့်ကိုဖို့အတွက်နေရာလေးခြံပေးထားတာဖြစ်တဲ့အတွက်မြင်မြန်လာရောက်စေချင်ပါတယ်။တော်ကြနေလူတွေဥတော်မှာဆိုးလို့ပါ။ကျွန်တော်က glue ကင်မယ်ဆိုပြီးစဉ်းစားလိုက်မယ်ဆိုတဲ့အခါကျရင် Roma glue ထက်စားရင်တော့ကျွန်တော်ရှိမှပြောခဲ့သလိုပဲ ESB glue က ESB လိမ်းမှာတော်တော်လေး strong နေတဲ့အပြင်ကိုမှ ESB လိမ်းတာချင်းချင်းတောင်မှဟော်ဒီလိုမျိုး jelly ကောင်လေးနဲ့ရိုက်သက်လို့ရတယ်ဗျာ။ glue ရဲ့ main item ကတော့ calcium နဲ့ glue ယူဝံဖြစ်ပြီးတော့ calcium ကဂုတ်ခွနေတဲ့ တဲ့အချိန်ဓာမီအပူပေးလိုက်မယ်ပြီးတော့ glory one ကစကေးထီးတဲ့အချိန် magic ဓာမီအပူပေးတာဖြစ်တဲ့အတွက် glue ရဲ့ဓာမီတွေကိုအရင်ကတည်း boost ချင်နေဆိုရင်တော့ဒီ item နှစ်ခုကိုမရိုက်နဲ့ထားသင့်ပါတယ်ဆောင်ရမယ့်ဟာတွေကိုတိပြီဆိုရင်တော့ရှောင်ရမယ့်ဟာတွေကိုတိထားဖို့လိုပြီးရှောင်ရမယ့်ဟာတွေကတော့ကိုက super man မဟုတ်ဘဲနဲ့ jelly ကောင်းကြီးကင်တာဖြစ်တဲ့အတွက်အားလီဂိတ်မှာဆိုရင်ဒီလိုမျိုး၃កောင်း၃កောင်း super man ဝင်လို့တာကတော်တော်ကြီး risk များပါတယ်ဒါတောင်ကန်ကောင်းလို့အဲ့တလက်ကတည်သွားတာပါခါဆိုင်မန့်နဲ့ glue ရင်ဝင်ကိုအဓိကထားထားတဲ့ full item ပြည့်စုံကတော့အောက်မှာပြထားတဲ့ item နဲ့ emblem ဖြစ်ပြီးတော့ကျွန်တော်တို့ glue ကင်မဲ့အခါကျရင် ရာမစ်တို့ဗဇာနာတို့ဘန်းချင်းကဒီလိုမျိုးမြန်မာလူကြီးတည်ချင်းကညီကာကွယ်ပေးပါလိမ့်မယ်။အကြခင်ကမှ rebound အနေနဲ့ရောက်ရှိလာတဲ့ Kimia ဆိုရင်လည်းပဲ ban rate မှာ39.60%နဲ့ top 9ဆိုတဲ့နေရာမှာရပ်တည်နေပါတယ်။ကြောက်တုံးနဲ့ဖီတော်ထားတဲ့ ESB လိန်နာတော်တော်များများနဲ့ Jury Bay Changela တော်တော်များများအပြင်ကိုမှ Leslie Plea အများစုကလည်း Kimia ကိုဘန်းကြတယ်။အကြောင်းရင်းကတော့ Kimia ရဲ့စိတ်ဆိုင်ကိတ်လို့ပြောလို့ရမယ်ပတ်စီကြောင်မှာဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲ Kimia ရဲ့ attack speed က1.00%ပဲရှိနေပြီးတော့ကျွန်တော်အနေနဲ့ဘာ item မှထည့်ထားခြင်းမရှိဘဲ magic power လည်းတွေးကြတဲ့အတိုင်းပါပဲပုံပန်း40 DSB item ဒီအားလုံးကိုစုပြုံပြီးထည့်လိုက်တယ်ဆိုပေမဲ့ KMI ရဲ့ DSB ကခုနအတိုင်းပဲလုံးဝပြောင်းလဲသွားခြင်းမရှိပဲ1.00ပါဆန်ပဲရှိတယ်ဆိုပေမဲ့ဘေးကမကျစ်ပါဘူးကတော့တိတိတတကြီးကိုတိုးလာပါတယ်ပြောချင်တာကတော့ရွေးချင်ပါတယ်ကျွန်တော်တို့က DSB တစ်ခုရတိုင်းရတိုင်းအဲ့ဒီ DSB ဒီအားလုံးကမကျစ်ပါဝါလေးကိုပေါင်းသွားမှာဖြစ်ပြီး1 DSB 1မကျစ်ပါဝါဖြစ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က KMI ကိုင်းတဲ့အခါ DSB item ဒီမထည့်ကြတာပါအရင်တော့ကတော့အဲ့လိုဆိုပေမဲ့အခုလက်ရှိ rebrand လုပ်လိုက်တဲ့ KMI မှာဆိုရင်တော့ဖြင့် Feather Heaven အပြင် Emblem မှာလည်း ADSP ရတဲ့ Amblin တို့မြများကိုထည့်သုံးလာကြပြီဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် Kimi က ADSP နဲ့လည်းလုံးဖြစ်တယ်ဆိုတာပါလိုတိုရှင်ပြောရမယ်ဆိုတော့ Kimi ကိုနောက်ပိုင်း ADSP Identity တွေကတကွက်ဖြစ်တဲ့ Feather of Heaven ကိုထည့်တယ်ဆိုတဲ့အဓိကအကြောင်းရင်းက Feather of Heaven ဆိုတာက Magic Damage ထွက်တဲ့ Magic Item လည်းဖြစ်တယ်လို့ ADSP ပါတဲ့ Item တကွက်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်အရှိမပြောခဲ့သလိုပဲ Kimi ရဲ့ Passive က ADSP ဒီအကုန်လုံးကို Magic Power ပြောင်းနေ Feather of Heaven မှာလည်း Magic Power ပါတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် Feather of Heaven တစ်ချောင်းနဲ့နေနေကျွန်တော်တို့က Magic Power အများကြီးကိုပိုင်ဆိုင်သွားပြီပါပဲအားလီပိုင်းလေ ယ်ပဲ6ခွန်လောက်တည်းရှိတဲ့ကင်မီကတန်းတကောင်လွယ်လွယ်လေးကြီးသွားတယ်လို့ဒမ်းမီကြီးကနားလိုက်တာလို့ပြောဆိုတာကဒီအိုက်တမ်ကြောင့်ပဲဖြစ်ပြီးရောဘေးစိတ်ထက်နဲ့လုံစားရတဲ့ကင်မီနီနဲ့ဒီအိုက်တမ်တကွက်နေတွေကိုမှအင်ပတ်ထွက်နေပါပြီကင်မီဆိုတဲ့ဒီဟီးရိုးလေးကိုဘန်လစ်ရဲ့တော်နိုင်းစရနေရာမှာရှိနေစေရဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ပိုဇက်ရှင်ယူတတ်တဲ့ပလေယာတွေပါကင်မီကစပယ်တွေချိန်သုံးရတဲ့ဟီးရိုးတကောင်လည်းဖြစ်တယ်လို့ဘေးစိတ်ထက်ကိုတိုင်ကောင်ကချိန်သုံးရတဲ့ဘေးစိတ်ထက်ကြီးဖြစ်နေတာဖြစ်တဲ့အတွက်ပိုဇက်ရှင်မမှန်ယူရရမယ်စပယ်မမှန်ချိန်တဲ့ရမယ်ဒါပေမဲ့အပေါ်ရန်အကောင်ကြီးတော်တော်များများစပယ်လွှဲတယ်ဆိုတာခက်ရှားချ ဖြစ်နေပြီးတော့ဘေးစေးအထက်လူမျိုးစတိုက်ဖြစ်နေရတဲ့စပယ်တွေဆိုသူတို့တက်ကအကြိုက်ပဲလေနောက်ထပ်ကတော့ကီမီကန်တဲ့လူတွေများကမက်စမန်ပလေယာတွေဖြစ်တာဖြစ်တဲ့အတွက်ဘလို့ပိုဇရှင်ယူရမလဲဘလို့စီပလေးနေရမလဲဆိုတော့သူတို့ကကောင်းကောင်းကြီးသဘောပေါက်နေတဲ့လူတွေဖြစ်တဲ့အတွက်ကီမီဆိုတာကအင်းသူတို့တက်တော့လွယ်လွယ်လေးပါဟဲဒီတော့တန်နီဖိုက်တာတွေစောင်းရမ်းကြောက်ရတဲ့ဟီးရိုးတကောင်ကိုဘန်လစ်တဲကိုထဲ့တယ်မကန်ရရင်ပြီးရောမမြင်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့ဘန်းရာနေပြီးတော့တော်နိုင်ဆိုတဲ့နေရာအထိကိုရောက်လာတာပါအလီနာကြီးကဘာဖြစ်လို့ဘန်လစ်ရဲ့နံပါတ်8နေရာမှာရောက်နေရလဲဆိုတာကတော့ကျွန်တော်အများကြီးရှင်းပ ြเสียမလိုဘူးလို့ထင်နေကြွတ်မကြွတ်မဆိုပြီးတော့နမေတောင်တက်ခံလိုက်ရတဲ့အထိဆလီနာရဲ့အင်းဘက်ကအရန်ကိုကြီးမားလို့မှာလေဆလီနာဆိုတဲ့ဒီဟီးရိုးကလိန်ရှင်းရတာမတရားမြန်နေအဲ့ဒါကြောင့်မလို့ဂိုးလိန်ဖြစ်ဖြစ် ESP လိန်ဖြစ်ဖြစ်တလိန်လေးကိုရွန်းတော့မယ်ဆိုရင်လိန်လို့ရတာအရန်မြန်နေကြွတ်မကြီးကြွတ်မကြီးဆိုခေါ်တဲ့အဓိကစပယ်ဖြစ်တဲ့ Sk2 Advancing Aero ဆိုရင်လည်းပဲအရင်ကတည်းကပို့ပြီးတော့ပြည့်ရတာလွယ်လာတာကြောင့်ပဲဆလီနာကဘန်ဟီးရိုး list ကိုရောက်သွားတာချင်းဖြစ်ပါတယ်ဘလင်းစပယ်တွေတိတ်မပါတဲ့အထိုင်မေးတို့အထိုင်မတ်စမန်တို့ Advancing Aero ကြီးနဲ့ဝီကနေဆိုပြီးတော့လှမ်းပစ်လိုက်တယ်ဝီကနေဆိုပြီးတော့အဲ့ enemy ီနာကိုရောက်သွားပြီးဝီကနေဆိုပြီးတော့တန်းကုတ်လိုက်လို့ရှိရင်တကောင်လောက်ကအတားအယာလေးပဲပြက်နေတာဖြစ်တဲ့အတွက်ဆလီနာဆိုတာကစောင့်မြင်ခဲ့ပုံမှန်နေကိုဘန်းခံရတဲ့အနေထားပါတခါတလေတချို့တမ်ပလီယာတွေကလည်းဆလီနာကိုတော်တော်လေးရှင်ကြပြီးတော့ဗီရှင်လည်းအယမ်းမြင်ရတဲ့အပြင်သူ့ရဲ့အဲရိုကြီးကဘယ်ရလာလို့လာမလဲမသိဘူးစပီကလည်းအယမ်းမြင်နေတော့စောင့်မြင်ခဲ့ပုံမှန်နေဘန်းနေဆိုတာကဖြစ်သင့်ပါတယ်ကိုတလောအပရိတ်မှာလောလောလတ်လတ်ပူပူနွေ့နွေ့လေးနက်ခံလာရတဲ့ join အနေနဲ့အခုလက်ရှိဘန်းရီမှာဆိုရင်နံမခွန်ဆိုတဲ့နေရာမှာရှိနေတာကနည်းနည်းတော့မတရားဘူးလို့ထင်ရတယ်ဆိုပေမဲ့တကယ်တမ်း nav light တာက သူ့ရဲ့ electro beat တွေပဲဖြစ်တဲ့အတွက် join ရတကယ်ကိုကန်တဲ့လူလက်ထဲမှာဆိုရင်တော့ဖြင့်အာလီကင်းကနေပြီးတော့လက်ကင်းတီဂျမ်းနဲ့ပွဲပြီးတဲ့အထိလဲ MV ဘောင်း16000နဲ့ဂျမ်းနေတဲ့လူတွေကလည်းတတ်တတ်ကိုရှိပါသေးတယ်ပြီးတော့ trail တစ်ခုကိုပြပြရမယ်ဆိုတော့ဖြင့်အခုလက်ရှိနောက်ဆုံးထွက်ထားတဲ့ join ရဲ့ starlight skin မှာဆိုရင်အလုံးတွေးကြတဲ့အတိုင်းပဲ electro beat တွေကဘယ်နှလေးမှရောက်မယ်ဆိုတာကိုတိတိကျကျလေးပြပြထားတာဖြစ်တဲ့အတွက် join starlight skin နဲ့ဂိမ်းဆော့မယ်ဆိုရင်ကျွန်တော်တို့က electro beat တွေကိုငကူဝတ်ထပ်ပူပြီးတော့ခံမှန်းနိုင်လိုက်မယ်စကေမရှိတာတက်စားရင် starlight skin လေးနဲ့ဆော့တာက join electro beat တွေကိုပူပြီးတော့ မမကန်ကန်ချနိုင်မှာဖြစ်လို့အက်ဒီမိတ်ကပို damage ထွက်လာမှာပါ drive ready hero က mobility အရန်များတယ်ဖမ်းရတာအရန်ခတ်တယ်ပြီးတော့ electro beat ၃ခုလုံးပြေသားလိုက်မယ်ဆိုရင်လည်းပဲသူ့ရဲ့အက်ဒီမိတ်ကြီးကလုံးဝကို damage ရကျွတ်စင်ထွက်နေတဲ့အပြင်ကမှတွေးလဲပြန်တတ်တဲ့ availability ကိုပါထည့်သွင်းမိထားတာဖြစ်တဲ့အတွက် drive ကိုဒီနောက်ဆုံးထွက်တဲ့ every patch မှာဘလူးကြီး net flight တွေပြောပြော drive ကလက်ကင်းကြရင် auto jam နေတဲ့ hero တကောင်လို့ပြောလို့ရပြီးဘလိုင်းနဲ့ကိုအရန်ဝင်နှောက်တော့ကြောင့်ပဲစောင့်မြင်ကပ်ပုံမနဲ့အတူဆလီနာလိုပဲဘန်းခံရတာပါစကားမဆက်ကျွန်တော် Telegram ထိလာပြီးတော့ joy ရဲ့ item လေးပေးပါအောင် joy ရဲ့ item လေးပေးပါအောင်ဆိုပြီး ြော်လာလာတောင်းနေတဲ့ brother တယောက်အတွက်ပြရမယ်ဆိုတော့ဖြင့်ဒါကျွန်တော်ဆော့နေကြဖြစ်တဲ့ joint item လေးဖြစ်ပြီးတော့อืม game play ကတော့ကျွန်တော် game play မဟုတ်ဘူးပေါ့နော် ban list ရဲ့နံပါတ်6ဆိုတဲ့နေရာမှာဆိုတော့ဖြင့်မိတွေမစမန်းနေအရန်ကြောက်ရတဲ့ CI ဟန်ဆိုရှိနေပါတယ် CI ဟန်ဆိုကပြောရမယ်ဆိုတော့ဖြင့် blind နဲ့တိအရန်ကောင်းဝင်တိုးလို့ရတဲ့ပြင်ကောင်မှာအနောက်မှာရှိနေတဲ့အထိုင်မိတွေမစမန်းနေကိုလည်းကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့ assassin တစ်ကောင်ဖြစ်တယ်တကယ်ကိုင်းတဲ့ hanzo player နဲ့တွေ့မယ်ဆိုရင်တော့ဖြင့်အထိုင်မိတွေမစမန်းနေမှာမဟုတ်ဘူးဘယ်ကောင်းမဆိုဗျာ hanzo ရဲ့လက်ကနေလွတ်တယ်ဆိုတဲ့နေရာကိုမရှိတဲ့အထိကို hanzo ကကျန်းလာပါ mobility လည်းမ ြန်နေဗက်ဆာရရလည်းမြန်နေအဒက်စမီလည်းမြန်နေပြီးတော့စိတ်ပါရင်တာဝါရီပါရီခိုးချိုးလို့ရတဲ့အပြင်ကိုမှလော်ရီတာတေလူလိုအရန်ကောင်းတဲ့ဟီးရိုးတစ်ကောင်ဖြစ်တဲ့အတွက်သူ့ကိုတော်တော်များများကြောက်ကြပါလိမ့်ဒီကောင်ရဲ့အားသာချက်က join လို့ပဲဟိုးနောက်ထပ်ကမိရင်မက်စမန်ကိုလွယ်လွယ်ကူကူလေးအေးဆေးကြက်ပြောင်းကြက်ပြောင်းဖျောက်သလိုဖျောက်လို့ရတဲ့အနေအထားမှာရှိနေတာဖြစ်တဲ့အတွက်မက်စမန်နဲ့မိပလီယာတွေကဒီကောင်ကိုကြောက်ပြီးတော့ဘန်းနေအဲ့ဒီတော့ဘန်းလစ်ရဲ့ top 6ဆိုတဲ့နေရာမှာရှိနေရတာပါစကားမဆက်ကျွန်တော်ကိုယ်တိုင်လည်းဟန်ဆိုမကိုင်းတတ်တာဖြစ်လို့ဒီ game play တွေအကုန်လုံးကဘင်းရဘရာသာတယောက်ကိုဆက်လိုက်တိုက်ပြီးခိုင်းတာတဲ့ game play တွေဖြစ်တဲ့အတွက်ကျွန်တော် game play မဟုတ်တာ ကိုတော့သိစေချင်ပါတယ်။ Alice ရဲ့ top 5နေရာမှာဆိုတော့ဖြစ်ရင်မင်းအမင်းဘလောက်ကြီးနဲ့နဲ့ငါတို့ကကင်တဲ့ရင်ကျမ်းမာတယ်ဆိုတဲ့ Fanny player တွေရှိနေပါတယ်။ Fanny ဆိုတာကဘလောက်ကြီးပဲ buff နေနေဘလောက်ကြီးပဲ nerf နေနေတကယ်ကင်တဲ့တဲ့ကောင်တွေလက်ထင်းမှာရောက်သွားပြီဆိုရင်တော့ဖြစ်ရင် Fanny ဆိုတဲ့ hero ကြီးကလုံးဝ overrated ဖြစ်နေပြီးတော့ Kufra လို community တော်မှာထိမရတဲ့အနေအထားတွေမှာရှိနေပြီးတော့ Fanny ဆိုတာ mobility queen ဆိုတဲ့ဂုဏ်ပုဒ်ကိုရထားတဲ့အတိုင်းပဲလွယ်လွယ်လေးနိုင်မယ်လွယ်လွယ်လေးပိုင်းမယ်လွယ်လွယ်လေးပဲပြန်ထွက်လာရုံပဲဖြစ်တဲ့အတွက်အတူလောက်ကဘာမှလုပ်စရာမရှိပါဘူး။ Fanny player ကြီးဆိုတာက early game မှာငါတို့ရော hero ကြီးတွေယူမယ်နွားလို့ဖြစ်အောင်ရုံး ေးမယ်လေကင်းမကတော့မင်းတို့မစမန်နီရဲ့တောင်းဝင်ယူဆိုပြီးတော့ပြောလို့ရတဲ့အနေထားမှာရှိနေပြီးတော့တဖန်လဲကောင်းကောင်းလုပ်လို့ရတဲ့ဟီးရိုးတကောင်ဖြစ်လို့တန်နီကလည်းဖန်နီကိုကောင်းတာဖို့အတွက်ဆိုပြီးတော့တန်ဟီးရိုးကြီးတက်တက်ကြီးမထုတ်ချင်မြန်မှုမစမန်ပလီယာကြီးတော်တော်များများနဲ့မေးပလီယာတော်တော်များများဆိုရင်လည်းပဲဖန်နီပိုင်းနာကြီးကိုလွယ်လွယ်ကူကူနေနဲ့ခံနေရတာဖြစ်တဲ့အတွက်သူတို့ကလည်းအကြောင်းတို့ဘန်းရာနေပြီးတော့ဖန်နီကဒီလိုမျိုး top 5ဆိုတဲ့နေရာအထိကိုရောက်လာတာပါဟာရာပူဆာဆိုတဲ့ဒီဟီးရိုးလေးကပြောရမယ်ဆိုရင်အရင်ကတည်းကတော်ဝန်တူတန်ဘယ်လစ်တဲမှာပါနေချာဟီးရိုးတကောင်ဆိုပေမဲ့လည်းပဲအခုလက်ရှိ top 4ဆိုတဲ့အမြင့်တနေရာမှာရထားတာကတော့လုံးဝကို ိုက်နေတဲ့အနေအထားမှာရှိပြီးစကင်ဒုတ်သားလိုကျန်းတာလည်းဖြစ်နိုင်တယ်လို့စကေးတို့ဖင်နေတဲ့စကေးဝမ်းနဲ့ဝင်ပြီးတော့အဒီမိတ်ပိုင်းလိုက်ပြီဆိုတာနဲ့မက်စမန်တို့မိတို့တကောင်ကောင်ကတော့အတရာလေးပဲပျောက်နေတဲ့အနေအထားမှာရှိရတဲ့အတွက်ကိုင်းရတာကအင်း beginner family ဖြစ်လာတော့ပြောရမယ်ဆိုရင်ကိုင်သူများပြီးတော့ဆောင်ရမ်းကျန်းလာလို့ဘန်းတာပေါ့မက်စမန်တို့မိတို့ဆိုရင်လည်းကိုမိုးတကွက်လောက်တက်ထားနေတဲ့ပျောက်တယ် hyper ချင်းချင်းမှာဆိုရင်လည်းပဲအဒီမိတ်သုံးနေနေပါ refill ပေါက်လို့ရတဲ့အနေအထားဆိုတော့ဟာရာဘူစာနဲ့ refill ရှင်မလို့ဆိုတာကတယုံတယုံ hyper အတွက်မလွဲတာဖြစ်တဲ့အတွက်တကယ်ကောင်နေနဲ့မတွေ့ချင်တဲ့ hyper player တော်တော်များများကဟာရာဘူစာကြီးကိုဘန်းလိုက်ကြတာ ာများပါတယ်ဝိုင်းပန်းလိုက်ကြရဲဆိုရင်တော့ပူပြီးတော့မှန်ပါလိမ့်မယ်ဘန်လေးရဲ့ top 3နေရာမှာဆိုတော့ဖြင့်အခုလက်ရှိနောက်ဆုံးထထားတဲ့ Naruto skin နဲ့ collaboration လုပ်ထားတဲ့ hero ဖြစ်တဲ့ Lucas ရှိနေပါတယ် Lucas ဆိုတာက Naruto skin ထုတ်မှကျန်းနေဆိုတဲ့ hero တကောင်လို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကြီးက hero ထွက်ထွက်ချင်းကလေးက Manlis 1 to 10နေရာမှာအမြဲတမ်း9တို့8တို့ချိန်နေတဲ့ hero တကောင်ဘာဖြစ်လို့ဒီလောက်ထိတောင်ကျန်းနေရလဲဘာဖြစ်လို့များ Lucas ကြီးက ban rate တွေများနေရတာလဲဆိုတဲ့အကြောင်းကိုပြပြလိုက်မယ်ဆိုတော့ဖြင့် video ကနောက်ထပ်1မိနစ်လောက်ထပ်တိုးသွားနိုင်ချေရှိရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel တွေက video ပဲလာကြည့်လိုက် ်ကြပါအဲ့ဒီဗီဒီယိုထဲမှာဆိုရင်လူကတ်ကိုခုမှစကိုင်မဲ့လူတွေအတွက်လူကတ်ရဲ့စပယ်ရဲ့အကြောင်းကိုနားလည်ရလွန်အောင်ရှင်းပြပေးထားတယ်ဘာဖြစ်လို့ကျန်းနေဆိုတဲ့အကြောင်းလေးကိုလည်းအသေးစိတ်လေးပြပြပေးထားပါတယ်အော်ဒါနဲ့ကျော်လန်ဝင်လက်ဆားနဲ့ဂျားရီယာကျော်ညာနောက်တစ်ခုထပ်ဝင်ရမယ်ဆိုတော့ဖြင့် brother တို့ကဒီလိုဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ဖြင့်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးနဲ့ကိုညီအဖေပြေသားကိုတောင်းဆိုချင်ပါတယ်ဗျ channel ကိုလည်း subscribe လုပ်ပြီးသွားပြီးဘေးနားက notification bell လေးကိုလည်းနှိပ်ပြီးသွားပြီးဆိုတော့ top 3နေရာမှာရှိတဲ့လူကတ်ကြီးကိုခဏခေါက်ထားပြီးတော့ top 2နေရာမှာရှိတဲ့ florin ရဲ့အကြောင်းလေးကိုနည်းနည်းလေးစမြုပ်ပြန်ကြတာပေါ့ ကောင်မလေးစားထွက်လာကြရာကောင်မလေးမှတခြားဟီးဝေနဲ့မတူဘဲနဲ့အိုက်တန်က၅ကွက်တည်းထည့်လို့ရတဲ့အပြင်ဖနက်ကိုနှုတ်လိုက်ပြီးဆိုရင်အိုက်တန်က၄ကွက်ထည့်လို့တော့ပြောလို့ရမယ့်အနေထားမှာရှိပြီးတော့ supporting item ၄ကွက်ကိုဘလူမြက်မြက်တက်တက်ထည့်ရမလဲဆိုတာက player ပေါ်မူတည်ပါတယ်အိုက်တန်၄ကွက်ပဲထည့်လို့ရပါစေ၅ကွက်ပဲထည့်လို့ရပါစေဘလူပဲနေနေကျွန်တော်တို့လက်ခံရမှာတခုကဘာလဲဆိုတော့အခုလက်ရှိမတ်တာမှာကျွန်တော်တို့ဘာမှမဟုတ်လောက်ပါဘူးဆိုပြီးတော့တက်မှတ်ထားတဲ့ Florin ဆိုတဲ့ Horia support hero လေးက ban rate 87.03%နဲ့အတူ top 2ဆိုတဲ့နေရာကြီးမှာရပ်တည်နေပါတယ်ဖြစ်နေတာကတော့ Florin ဆိုတဲ့ hero က ဆယ်ဝဲဆုံးလို့ရှိရင်ကိုဝဲလောက်ဘန်းနေတဲ့နေသားမှာရှိပြီးတော့တခါတလေဆိုရင်ဆယ်ဝဲလောက်နီနီကိုဘန်းနေကြတာဖြစ်တဲ့အတွက် Flooring က popular အရန်ဖြစ်တယ်ဆိုတာလက်ခံရပါမယ်။ဘသူကထင်တာမှလည်းပေါ့နော်ဒါလောက်ထိတောင်ပြုတ်ဖက်နေတဲ့ support တော့ကဘာဖြစ်လို့များတော်တူးဆိုတဲ့နေရာကြီးကိုရောက်နေပါလိမ့်ဆိုပြီးတော့တွေးမိတဲ့လူကလည်းတွေးမိကြလိမ့်မယ်။နားလေရလွယ်အောင်နဲ့ရိုးချင်းဆုံးရှင်းပြရမယ်ဆိုတော့ပြ Flooring ဒီနေရာကိုရောက်နေရတဲ့အကြောင်းရင်းကသူ့ရဲ့ healing validity ကြောင့်ပါ။ Flooring ရဲ့ ultimate ကိုလိုတိုရှင်းတဲ့အရှင်းဆုံးပြောရမယ်ဆိုတော့ပြ Flooring ရဲ့ ultimate ကတွေးတက်ပိတ်တဲ့ item တွေအားလုံးရဲ့ availability တွေကို delay ဖြစ်သွား စီတာဒါပေမဲ့ဆိုရင်လီလာနှကောင်နဲ့ရှင်ပြထားပြီးတော့ဟိုဘက်လီလာမှာဆိုတော့ဖြင့်သွေးတက်ပိတ်တယ်ဆိုတဲ့ effect ရှိတယ်ဒီဘက်လီလာမှာကျတော့သွေးတက်ပိတ်တယ်ဆိုတဲ့ effect မရှိဘူးဒါပေမဲ့သွေးဖိလိုက်တဲ့အခါကျရင်လေဟိုဘက်လီလာရောဒီဘက်လီလာရောကသွေးဖိတာချင်းအတူတူပဲဗျာနောက်တစ်ခုကတော့ Florin ရဲ့ Ski 1 Rain နဲ့ Ski 2 Rain တွေကအတူတူပဲအဲ့ဒါကြောင့်မလို့ Ski 1တုံးပြီးတော့သွေးဖိမယ် Ski 2တုံးပြီးတော့စတန်းမယ်ဆိုတဲ့အလုပ်နှစ်ခုကိုတပြိုင်နက်ထဲလေးလုပ်လို့ရတာဖြစ်တဲ့အတွက်စတန်းလိုက်သွေးဖိလိုက်စတန်းလိုက်သွေးဖိလိုက်နဲ့အယုံနောက်เสียစပူကြီးပါ Florin ရဲ့ပက်စိတ်လို့ပြောလို့ရမယ် Hori က item ပိုလေးရဆိုရင်တော့ဖြင့်အဲ့ဒီ item ပိုလေးတက်စင်ခံလိုက်ရ တဲ့ကိုယ့်ရဲ့တင်းမရဆိုရင် movement speed လည်းမြန်မယ်ပြီးတော့ healing validity တခုခုသုံးတော့မယ်ဆိုရင်လည်း healing ပို့ရပါတယ်။ early game တွေမှာတော့တိတ်ပြီးတော့မသိတာဘူးဆိုပေမဲ့ late game ရောက်လာရင်ရောက်လာတဲ့နေ့မြအဲ့ဒီ twitter ability တွေကပေါ်ပေါ်သွားတာဖြစ်တဲ့အတွက် jungle လောက်အဲ့ဒါကြီးပေးထားမယ်ဆိုရင် late game မှာတွေးပြလိုက်တဲ့အခါတွေးတွေကပုံမှန်လူတွေထက်စာရင်ပို့ပြီးတော့ပြည်တာများနေမှာပါ။အဲ့ဒီအလုံးလေးရထားတဲ့ကိုယ့်ရဲ့ teammate ကတွေးတစ်ဆောင်တက်တယ်ဆိုရင်တခြား teammate တွေက ultimate သုံးလိုက်တဲ့အခါတွေးရှိရတို့900ရတို့ပဲတက်မယ်လို့ဆိုလိုတာပေါ့။နောက်ထပ် ban rate များသွားစေတဲ့အကြောင်းရင်းတစ်ခုကတော့ florin နဲ့ oasis oasis နဲ့ florin ဆိုတာကခွဲခြားလို့ ့မရအောင်လိုက်ဖက်နေတဲ့ item တွေဖြစ်နေတာဖြစ်တဲ့အတွက် Flory နဲ့ Oasis ထိလိုက်ပြီဆိုရင်လုံးဝကိုတားဆီးလို့မရတော့ဘဲနဲ့ Oasis ထွက်သွားတဲ့အချိန်အာလီဘိန်းမှာ ultimate သုံးမယ်ဆိုရင်တော့မှသွေးက၃ပုံ၂ပုံလောက်ကိုမှတက်နေတဲ့အနေအထားမှာရှိနေတာဖြစ်တဲ့အတွက် Tartar Fight တွေတို့ Low Fight တွေတို့မှာ Flory ကတော်တော်လေးအင်ပက်များပါတယ် Flory နဲ့ဂိုးလိမ့်နာနဲ့ဆိုပြီးရွေးချယ်ခဲ့ရလို့ရှိရင်တော့မှ Flory ကိုအရင်ကေးဆိုပြီးတော့ပြောရလောက်တဲ့ဒီ Flory ရဲ့ Healing Ability ကကြောက်စရာရမ်းကောင်းတာဖြစ်တဲ့အတွက် Flory ကိုဘန်းရတယ် Spare Ring လည်းကျဲတယ်စတန်းလည်းပါတယ် Healing Ability လည်းအရင်ကောင်းတယ်ပြီးတော့တယုံတယုံတက်နေဖမ်းမ ယ်ဆိုရင်လည်းပဲ purify တော့ဘာလို့စပယ်ကြီးယူထားလို့ရှိရင်လွယ်လွယ်ကူကူလေးလှုပ်ပြီးတော့ teammate ကိုပြန်ပြီး supporting ပေးနိုင်တာဖြစ်တဲ့အတွက်ဆောင်းရမ်းကြောက်လို့ဘန်းကြတာပါ။ကဲဆိုတော့ကကျွန်တော်ရဲ့ဒီကနေ့ video ရဲ့ဒါလောက်ပါပဲ။ကျွန်တော်အနေနဲ့ hero တကောင်ချင်းစီနိုင်အောင်ဘလို့စပယ်ကြီးတုံးရမလဲလို့ဘလို့ distance တွေ့တွေ့တုံးရမလဲဆိုတာကိုအသေးစိတ်ရှင်းပြခြင်းနဲ့ဆိုပေမဲ့လည်းပဲအမ်ဖုန်းနဲ့ update ရတာဖြစ်တဲ့အတွက် video ကအခု15မိနစ်ပြည့်တော့မှဖြစ်လို့အမ်ဖုန်းကတော့နည်းနည်းလက်ချင်သလိုလိုမလက်ချင်သလိုလိုဖြစ်နေပြီ။အဲဒါကြောင့်မလို့ဒီ video ကိုဒီကနေ့ပဲရန်နာထားလိုက်ပါတော့မယ်။နောက်နေ့နောက်နေ့ကြရင်လည်းမတူနေတဲ့ကိုယ့်နဲ့တည့်တည့်နဲ့တူပြန်လာခဲ့ပါမယ်။ကျွန်တော် နှမောင်စမိုင်းမှာအားလုံးပဲပေးခင်ကြပါစေဖိုက်ပါမှာခင်ဗျာ